ူတပားကိုမနာလိုစိတ်ရှိတဲ့သူကဘယ်တော့မှမကောင်းစားပါဘူး။အောင်မြင်မှုလမ်းကြောင်းရှိခဲ့ရင်တောင်မှအဲ့ဒီမနာလိုစိတ်ကြောင့်ကြရှုံတဲ့လမ်းကြောင်းကိုပြန်ရောက်သွားတတ်ပါတယ်။ဒါကြောင့်သင်ကောင်းစားခြင်းနဲ့ဆိုရင်သူများကိုမနာလိုမဖြစ်ပါနဲ့။ကိုဗီနာကကိုယ့်ရဲ့အတိမိတ်ဆွေကိုယ့်ရဲ့ညီကောင်မောင်နှမတွေကိုယ့်ရဲ့အမျိုးတွေကတည်းရောက်ကောင်းစားသွားလို့ရှိရင်ဝမ်းမြောက်ပေးပါ။မနာလိုမဖြစ်နဲ့။မနာလိုဖြစ်လို့ရှိရင်ကိုယ်လည်းပူလောင်နေကောင်းလဲမကောင်းစားမနာလိုလို့ဘာအကျိုးမှမရှိသွားဘူး။ ဒါဝိဒ်ကအောင်မြင်မှုကိုရတဲ့အခါမှာရှောလူကမနာလိုဖြစ်တယ်။ရှောလူကဘုရားစကားနားမထောင်လို့ဒုက္ခဖြစ်တာကတမျိုးဒါဝိဒ်ကိုမနာလိုလို့ပူလောင်ပြီးမှဒုက္ခဖြစ်တာကတမျိုးရှောလူရဲ့ဘဝဟာအဆုံးတက်မလာခဲ့ပါဘူး။ဒါကြောင့်သူတစ်ပါးကိုမနာလိုတဲ့သူကကိုကိုတိုင်ကလည်းဘယ်တော့မှမကောင်းစားဘူးနော်။အဲ့တော့ကိုအစင်ပြေလို့ကိုကိုမနာလိုတဲ့သူတွေရှိနေလို့ရှိရင်တို့တို့အတွက်အထူးတတိယဆူတောင်းပေးပါ။အော်တို့စင်တဲ့လုံးတာမကောင်းစားသေးလို့ဒါမနာလိုတာ။ အဲ့တော့အဲ့မနာလိုစိတ်လေးပျောက်သွားအောင်ကျွန်တော်ဘက်ကနေဆုတောင်းပေးပါစိတ်နှလုံးကောင်းစားတဲ့သူကတဲ့ဘယ်တော့မှသူများကိုမနာလိုလည်းမဖြစ်ဘူးပြီးရင်ကျမ်းမာရေးလည်းကောင်းပါလေအချင်းချင်းတူတင်းစိတ်နှလုံးဒီကောင်းစားတဲ့ကဲ့သို့တင်းဒီအရာရာ၌ကောင်းစားခြင်းနဲ့ကျမ်းမာခြင်းရှိမည်အကြောင်းငါဆုတောင်း၏လောကကြီးထဲမှာကျွန်တော်တို့ရှင်သန်တဲ့အချိန်ဟာခဏပါပဲကျွန်တော်တို့သိရင်ဘာပါသွားမလဲဘာ ड़ी ကြံခဲ့မလဲမမောရဲဆိုတဲ့အသိပ္ပယ်က တစုံတစ်ခုကိုတတ်မှတ်မိလို့ရှိရင်မောရတာပဲလောကအရာတွေနဲ့ပတ်သက်ပြီးမှတတ်မှတ်မိလို့ရှိရင်မောတယ်နော်မသေးခင်ကတည်းကနေလဲမောတယ်တည်ပြီးသွားလို့ရှိရင်လဲကိုတော့ဘာမှမပါလာဘူးတတ်မလွန်ကြရင်လဲရင်မောရလိမ့်မယ်ဒါကြောင့်ညီကောင်မတော်တို့ဘဒုကူမလဲမနာလို့မဖြစ်ပါနဲ့မမြဲတဲ့လောက အရာကိုလဲမမတ်မောပါနဲ့စိတ်နှလုံးကောင်းစားခြင်း ရှိပါတချို့တွေကျွန်တော်ကိုပရိုက်တာတမထင်နေကြတဲ့သူတွေကျွန်တော်နေရာတွေပို့လာတဲ့ခက်ခဲနေရာတွေပြလာတဲ့အာကူညီဖို့ကျွန်တော်တောင်းဆိုလာကြတယ်တကယ်တော့ကျွန်တော်ကအင်္ဂလိပ်ဟောရင်းနဲ့အငယ်ဆုံးတော့သူတွေကိုကူညီတာပါပရိုက်တာလိုက်လောက်တာမဟုတ်ပါဘူးလွန်ခဲ့တဲ့တလလောက်ကလူတယောက်ကျွန်တော်ဖုန်းဆက်လာတယ်သူဘလောက်ခက်ခဲတဲ့အကြောင်းကျွန်တော်ပြောပြပြီးတော့ကျွန်တော်စီမှာသူအကူအညီတောင်းလေပေါ့ဒါနဲ့ကျွန်တော်လည်းကူညီလို့အဆင်မပြေဘူးဘာလို့မြင်လည်းမမြင်ရအောင်လေတော်ကြနေလူလိန်ဖြစ်နေဘယ်လိုလုပ်မှာလဲဆိုတော့သူကတင်းဥစ္စာတရားရဲ့ပုံပြလာတယ် ီးအဲ့ဒီတင်းအောင်ဆရာကကျွန်တော်စီမှာလာပြီးအခုညီတောင်းဖို့အတွက်ပြောထားတယ်ဆိုပြီးမှ screen shot တရားတကွာပြလာတော့ဒီတင်းအောင်ဆရာတော့ကုညီခိုင်းနေဆိုတော့ဒါလူကောင်းပဲဆိုကျွန်တော်ကုညီပေးလိုက်ရောဒါပေမဲ့အဲ့လူကစေတမန်ဖြစ်နေတာဒါနဲ့ကျွန်တော်အဲ့ဆရာကိုသွားမေးတယ်ဆရာကျွန်တော်ကိုဆရာသူ့ကိုကုညီတောင်းဖို့လွတ်လိုက်တယ်ဆိုဟုတ်တယ်ဆရာကြီးတဲ့ဆရာကကုညီပေးနေတယ်ဆိုတော့ကျွန်တော်လွတ်လိုက်တာတဲ့ဒါပေမဲ့မသိဘူးဆရာတဲ့သူကလည်းစေတမန်ဖြစ်နေတယ်ငါအချင်းချင်းမှသူလည်းစိတ်မကောင်းဖြစ်ကျွန်တော်လည်းစိတ်မကောင်းဖြစ်အဲ့တော့ကျွန်တော်မှရှိရဲ့ ပတ်စံနေကျွန်တော်ကင်ထားတဲ့ငွေတွေဆိုတာသမုတ်ဆိုးမာတွေရဲ့ပတ်စံစင်ရသားတွေရဲ့ပတ်စံတွေကျွန်တော်လျှောက်သုံးလို့မရအောင်နောက်တော့တကယ်လိုအပ်တဲ့နေရာတွေမှာတော့ကျွန်တော်သုံးတယ်အခုလိုမျိုးမလွှတ်တာတွေဖြစ်မှာဆိုလို့တချို့ line mode ကနေကျွန်တော်ပတ်စံလာချိရတယ်ရှိတယ်ခုနလာတောင်းလာရှိတယ်အဲ့ဒါကြောင့်ကျွန်တော်ကလက်တွေ့အင်္ဂလီသွားတဲ့နေရာတွေမှာခက်ခဲတာရှိလို့ရှင်တော့ကျွန်တော်ဖရားရဲ့မြတ်တာအဖြစ်တနက်တလောက်လေးကျွန်တော်ဖေးမပေးပါရယ်ကျွန်တော်ပရဟိတယူရွေးလုံနေတာမဟုတ်ပါဘူးဆိုတာလေးကိုတော့ပြောချင်ပါတယ်အဲ့ရတယ်ဖိုင်းကောင်းကြီးရှိပါစေ